Hello အားလုံးပဲမင်္ဂလာပါဘူပေါ်မချန်ကနေကြိုဆိုပါရစေဆိုတော့ကျွန်တော်တို့ Crystal Palace နဲ့ Manchester City တို့ကတော့ FA Player ဘူလူပွဲအဖြစ်ကျွန်တော်တို့ဒါ Wembley မှာရှင်ပိုင်ကစားကြတော့မယ်ပေါ့လေမနေ့ပြန်ပါကျွန်တော်တို့ဒါည10:00နာရီပေါ့နော်ဆိုတော့ဒီပွဲက watch along လုပ်သွားဖို့ရှိပါတယ် final ပွဲဆိုတဲ့အခါကျတော့ပေါ့နော်အဲဒါအပြင်ကျွန်တော်တို့ဒီဒီညလည်းကိုရီတော်တော် watch long နေပါရှိတယ်ဆိုတော့ဗောနော်ဟွန်းဘယ်လိုလုပ်ရမလဲเนาะဒါပဲရှိပါတယ်เนาะဒါ final ဆိုတော့မနေ့ပြန်လည်းပဲ ောက်ကြနေဆိုတဲ့ခါကျတော့ကျန်တဲ့ဘောလုံးပွဲတွေကမရှိဘူးကိုကျွန်တော်တို့ပရီးမီးယားလိဂ်ကဝီကန်ကြီးကအကုန်နောက်ဆုတ်ထားတာဆိုတော့လေဆိုတော့ Crystal Palace နဲ့ Manchester City FA Villa Final Manchester City တို့ရဲ့ပရီးမီးယားလိဂ်လည်းမရလို့သူတို့ Champions League လည်းမရဘူးကာရာဘောလည်းမရဘူးဘာမှမရတဲ့အချိန်မှာ FA Villa ဒီရည်ကြီးဆုံးပဲသူတို့သူတို့ဒီ Villa လည်းလုံးတော့သူတို့ယူမရမယ်ဘာလို့လဲဆိုတော့ဒီကောင်းနေပြီးခဲ့တဲ့နွေရာသီပြောင်းစန်တဝါကြီးပြောင်းချူကတန်း200ကျော်တုံးထားတယ်မာမို့စ်ကိုခေါ်ရတဲ့ Kusanov ကိုကျွန်တော်တို့ခေါ်ရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဗာလဲ Nico Gonzalez ကိုကျွန်တော်တို့ခေါ်ထားတယ် အမှန်ကန်တော့တိုင်ပတ်နေပြီဆိုတဲ့အချိန်လေးသိရောချက်ချင်းဆိုလို့အားဖြည့်ကြတာဆိုတော့နိုင်မကိုကျွန်တော်ရမှာပါနော်နိုင်မကိုကျွန်တော်ရမယ်ဆိုတော့နိုင်အောင်သူစွန်းဆောင်နိုင်ပါမလားတခုရှိတာကတော့ Crystal Palace နဲ့ကစားရမယ်ဆိုတော့အရာအလုံးက Manchester City ဘက်မှာအားတာနေတယ်ပေါ့လေဒါပေမဲ့ Crystal Palace ကလည်းသူကသူ short တော့တွက်လို့မရဘူးနော် short တော့တွက်လို့မရဘူးအဲ final ထိကိုသူတက်ထားတာသူတက်လာတဲ့ final မှာလည်းဟိုသူ့ကိုဖြုတ်ချနိုင်ခဲ့တဲ့နော်ဖြုတ်ချနိုင်တဲ့ဟိုပြိုင်ဘက်တွေနဲ့တွေ့ခဲ့တာကိုသူကရအောင်ယုံထွက်လာတာဆိုတော့ semi final မှာဆိုလို့ရှိရင် ခရစ်စတယ်ဘေးလစ်ကအက်စတန်ဗီလာလိုအသင်းမျိုးကို3ဂိုးဂိုးမရှိဆိုတဲ့ရလဒ်နဲ့အနိုင်ယူပြီးတော့ကျွန်တော်တို့တက်လာတာအဲ့ဒီပွဲမှာဆိုလို့ရှိရင်သူတို့အနေနဲ့ဘလုံးပိုင်ဆိုင်မှုတွေမရဘူးဘာညာဘာပဲပြောပြောပါတော့ဘာပဲပြောပြောအက်စတန်ဗီလာဟာ3-0ဆိုတဲ့ရလဒ်နဲ့အက်စတန်ဗီလာကိုဖြုတ်ပြီးတော့သူတို့တက်လာတာဆိုတော့ကွာတာဖိုင်နယ်တုန်းကလည်းကျွန်တော်တို့ဒါဖူလန်လိုအသင်းမျိုးကို3-0ဆိုတဲ့ရလဒ်နဲ့သူတို့အနိုင်ယူပြီးတော့ကျွန်တော်တို့တက်လာတာအဲ့ဒီပွဲမှာလည်းသူတို့အနေနဲ့ဘာ position ဘာကိုပေါက်ကန်သွင်းမှုဘာမှအသာကြီးမရဘူးဒါပေမဲ့လို့ပေါ့နော်လောက်စီရရှိတဲ့ နော်လုတ်စရာရှိတဲ့ဓာတ်တွေကိုသူအကောင်းဆုံးလုတ်ပြီးတော့သူတို့ final ကိုတက်လာတာပဲ 3C တွေပါရီနဲ့နော်အဲ့ဒီရှိမှကျွန်တော်တို့ဘယ်လိုပြောမလဲဒီဟိုဗာလဲပြင်စမအဆင့်ကိုကျွန်တော်ကြည့်တော့လဲမီဝေါ်ကိုကျွန်တော်တက်လာတာပဲ Manchester City ကတော့ Nottingham Forest ကို 2C နဲ့နိုင်ပြီးတော့ကျွန်တော်တက်လာတဲ့ဒီရီ Nottingham Forest ကတော်တော်ကောင်းတာကိုနော်ဒါအပြင်ဘုံမောင်းနဲ့လည်း1 2နဲ့သူတို့နိုင်ပြီးတော့သူတို့တက်လာတဲ့ဘုံမောင်းကလည်းတော်တော်ဒုက္ခပေးနေတဲ့အတင်းမျိုးပြဒီရီမှာနော်ဒါအပြင်သူတို့ဒါ Affibla ပြင်စမအဆင့်မှာတော့သူတို့ဒီ Plymouth ကိုနိုင်ပြီးတော့တက်လာတာဆိုတော့ စီမီဖိုင်နယ်နဲ့ကွာတာဖိုင်နယ်မှာတော်တော်ခက်ခဲခဲခဲဖြတ်တန်းခဲ့ရတယ်လို့ကျွန်တော်ပြောရမယ် CD ကလည်းအဲ့မလို့ Crystal Palace ပေါ့ကျွန်တော်တို့ကျွန်တော်မမမမိဆိုလို့ရှိရင်ဟို weekend ထင်ပါတယ် Manchester City ကိုနိုင်ပြီးတော့ဖလားရဘူးသေးတယ်လीနော်အဲ့လိုမျိုးများဖြစ်သွားမလားပေါ့လောက်တာ Crystal Palace ရေနော်ဒီခုတော့ရှိတာပေါ့ဗျာဒါဟာ Manchester City ရဲ့ကျွန်တော်တို့သာ FA ဖလားပြိုင်ပွဲမှာ14ကြိမ်မြောက်ဖိုင်နယ်ကိုတက်နိုင်ခြင်းပဲနော်14ကြိမ်မြောက်ကျွန်တော်တက်နိုင်ခြင်းပဲအဲ့ဒီတည်းမှာသူတို့9ကြိမ်ကျွန်တော်ရထားပြီးတော့ အာဆင်နယ်14ကြိမ်မန်ချက်စတာယူနိုက်တက်73ကြိမ်ချယ်ဆီလီဗာပူးစပါ8ကြိမ်ရင်နောက်မှာသူတို့အနေနဲ့ဘယ်လိုပြောမလဲဒါရှိနေတဲ့အသင်းပေါ့နော်ဒါပိုဆွဲမှုအများဆုံးဖြစ်ဆိုနောက်ထပ်တစ်ကြိမ်သူတို့ထပ်ပြီးတော့ထည့်နိုင်မလားပေါ့ဗျာသူတို့ဖလားကန်တာထဲမှာဟိုတခုရှိတာကတော့ဟိုဘယ်လိုပြောမလဲ Crystal Palace ကတော့ဒါဟာသူတို့ရဲ့တမိုင်းမှာတတိယအကြိမ်မြောက် FA ဖလား ဘူလူဝဲကိုကျွန်တော်တို့တက်နိုင်ခြင်းဖြစ်တယ်ပေါ့နော်ဆိုတော့1990နဲ့2016ခုနှစ်ဒါနှစ်ကြော်စလုံးနှစ်ခါစလုံးမန်ချက်စတာယူနိုက်တက်ကိုဖိုင်နယ်ကိုရှုံးနေပြီးမှဒါမန်ချက်စတာစီးတီးနဲ့သူတို့ဆက်ပြီးတော့ကျွန်တော်တို့တွေ့တာဆိုတော့အိုလီဗာဂလန်စနာဦးဆောင်တဲ့ခရစ်စတယ်ပေးလစ်အနေနဲ့ဒါမန်ချက်စတာစီးတီးကိုဒုက္ခပေးနိုင်ပါမလားတခုရှိတာကတော့လေဟိုခရစ်စတယ်ပေးလစ်အတွက်ကဒါအများကြီးအတိတ်ပဲရှိမှာပါဒီဖလားကိုရနိုင်ခဲ့မယ်ဆိုအများကြီးအတိတ်ပဲရှိမှာပါဆိုတော့မန်ချက်စတာစီးတီးအတွက်ကတော့ဘာဖလားမှမရတဲ့ ရာသီမှာ FF ဖလားတစ်လုံးနဲ့တိမ့်နိုင်မယ်ဆိုရင်တော့မဆူဘူးပေါ့လေအဲဒါပေမဲ့လို့ပေါ့နော်ကျွန်တော်တို့ပြောမလဲ Manchester City ရတာဆိုတာထက် Crystal Palace ရတာကအများကြီးပိုပြီးတော့အတိတ်ပဲရှိမှဒါ Palace အတွက်ကိုပြောတာเนาะ City အတွက်ကလည်းခုနကပြောလိုပဲ Champions League တို့ Premier League တို့ဟိုကာနာဘောင်းတို့ဘာမှမရတဲ့အချိန်မှာဒီဖလားကလည်းအများကြီးအတိတ်ပဲရှိမှသူတပင်းတော့အသေးရောက်လာတဲ့ Marmoush တို့တည်တယ်မလား Nico Gonzalez တို့ Kusanov တို့လူကစားမမျိုးတွေလူငယ်ကစားမတွေတည်တယ်မလားဟိုတွေ့ဗျာဒီ FA ဖလားက ဒီအင်္ဂလန်မှာတော့အတိုင်းအတာတစ်ခုဒီဂုံဒီရှိတဲ့ပြိုင်ပွဲတစ်ခုဖြစ်နေတော့မယ်။ဆိုတော့ဒါကြောင့်ဒီ FV Plus ဒီအရေးကြီးပါတယ် Manchester City အတွက်လည်း။ဆိုတော့ Crystal Palace ကတော့ဘယ်လိုပြောမလဲသူတို့ဒီမတိုင်ခင်မှာလဲစပါးနဲ့ပေါ့နော်ကျွန်တော်တို့ဒါ Premier League ကိုကစားထားပြီးတော့အဲ့ဒီပွဲစမှာ2-0ဆိုတဲ့ရလနဲ့ AZ ရဲ့2ဂိုးနဲ့သူတို့နိုင်ထားတာ။တတော်ကို လုံးဝဘယ်လိုပြောမလဲဒီလက်ခုပ်တီးရမယ့် performance မျိုးပေါ့နော်။ဟို final မတိုင်ခင်မှာမင်းတို့ဒါမျိုးလုတ်ပြနိုင်နေဆိုတော့အဲ့ဒီပွဲမှာစပါးကိုသူတို့ကအဆသတ်ရရအသာစီးနဲ့ကိုသူတို့ကကစားပြထားတာ။ နော်တိုက်စင်မှာဆိုလို့ရှိရင်လည်းမာတီတာညီကလို့တိတဲ့အချိန်မှာဒီရာဒီမှာတော့ဟုတ်နေတာနော်အစ်စမိုင်လာစားလို့လူကစားမာတွေရှိမယ်အစီကတော့ချောက်ကောင်းနေတယ်ကွင်းလယ်မှာလည်းပဲလမားတို့နော်ပြီးလို့ရှိရင်ရှီယူချူကစားမာတွေဝင်းဘက်စ်နှစ်ခုကလည်းမူနိုစ်တို့ပေါ့နော်မီရှယ်တို့လိုမျိုးအတက်စင်တော်ကောင်းနေကစားမာတွေဗျာခန်းစီကိုကျွန်တော်ကြည့်တော့လေရစ်ချတ်တို့နော်ဂေဂျီတို့လိုမျိုး physical ကောင်းတဲ့ကစားမားတွေဂူသမားလည်းသူတို့ရဲ့ဒီဟန်နဲ့ဆန်ပေါ့လေအဲကြောင့်ကျွန်တော်တို့ Crystal Palace မှာက Manchester City ကိုမထင်မှတ်ဖဲနေတော့ဒုက္ခပေးနိုင်ဆိုတော့ကျွန်တော်ရှိတယ် FA La Final ကိုရောက်လာတဲ့အချိန်မျိုးကိုကျွန်တော်ကြည့်တော့လေအခက်ခဲခဲခဲတက်လန်းလာတဲ့အချိန်မျိုးတွေရှိတယ်ပေါ့ Premier League မှာတော့အဆင့်ဆက်နှစ်မှာဆိုတော့အထင်လောက်တော့ဟုတ်မနေဘူးပေါ့လေဒါပေမဲ့လည်းလို့ပေါ့နော် City တွေကဒီပွဲဟာနိုင်မကိုရမှာပါ City အနေနဲ့နိုင်အောင်ကစားတင်တယ် Final တက်လာရပြီဆိုကြတဲ့ကနိုင်ချင်လို့ပဲရှင်းရှင်းလေးရမင်းဖလားမရကြည့်ဘူးဆိုလို့ချင်းစောစော City ထွက်သွားရကြာပြီဗျာ ဟုတ်တယ်မလားเนาะဒါကြောင့်လက်ရှိ Manchester City တို့ရဲ့ဒီ Flaw ဟာအရေးကြီးပါတယ် Manchester City ဒီပြိုင်ပွဲမှာပိုဆွဲနိုင်မှုကအရေးကြီးတယ် Crystal Palace နဲ့လည်းကစားနေရတာဆိုတော့ City က Flaw ရဖို့အရေးကြီးပါတယ်ဆိုတော့ Euro နေနေဘလူးမီညာလည်း Crystal Palace ကို Manchester City AECC ကစားပြီးတော့ဒါ FA Flaw ကိုယူပြသွားနိုင်လိမ့်မယ်လို့ Euro ထင်ကြလားဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများပါတယ်